ချက်စီအတင်ရာ Sporting Lisbon အတင်ကစားသမား2ဦးဖြစ်တဲ့ Quanta နဲ့ Axugo တို့2ဦးကိုပေါင်62.4တန်းနဲ့ခေါ်ယူမှုအပိတက်ခဲ့တယ်လို့ Portuguese Club ကအတည်ပြုခဲ့ပါတယ် United အတင်အပါအဝင်အတင်ချိုးရဲ့စိတ်ဝင်စားမှုခံခဲ့ရတဲ့အသက်18နှစ်အရွယ်ရှိ Quanta အတွက်ချက်စီအတင်ရာ Sporting Lisbon အတင်ကိုပေါင်44တန်းပေးရမှာပါပေါ်တူဂီကစားသမားဟာ2025-26ရာသီကုန်မှသာချက်စီအသင်းထံပြောင်းရှိမှာဖြစ်ပါတယ်။ကွမ်တာဟာတရားဒီမာစပိုတင်လစ်စဘွန်အသင်းကြီးအတွက်စတင်ပါဝင်ခွင့်ရခဲ့ပြီး44ပွဲကစားထားက2ဂိုးသွင်းယူထားတာပါ။ ကွမ်နာဟာစပိုရင်းလစ်ဘွန်အသင်းမှာအခြေစွမ်းပြသနေတာကြောင့်နေရှင်းလိပ်ပြိုင်ပွဲရှင်ပြိုင်နေတဲ့ပေါ်တူဂီအသင်းလူစင်းမှာရွေးချယ်ခံထားရတာပါလက်စပါမတ်အသင်းမှာအငှားနဲ့ကစားနေတဲ့အသက်20အရွယ်ရှိကွင်းလက်ခံစစ်ကစားသမားအက်ဆူကိုဟာဒီနီယာတီမှာချက်စီအသင်းထံပြောင်းရွှေ့မှာပါချက်စီအသင်းကအက်ဆူကိုအတွက်စပိုရင်းလစ်ဘွန်အသစ်ကိုပေါင်17.4တန်ပြေးချေရမှာဖြစ်ပါတယ် အက်ဆူဂိုဝါစလက်စပါမအတင်းမှာအခြေစွမ်းပြသနေပေမယ်နောက်ဆုံးကစားထားတဲ့လေးပွဲမှာအနီကပ်နှစ်ကြိမ်အထိပြသခံထားရတာပါချက်စီတင်ပရိတ်တက်တွေကကွမ်နာကိုမြင်တွေ့ရဖို့စောင့်ဆိုင်းရအောင်မှာဖြစ်ပေမယ်အက်ဆူဂိုကိုတော့လာမယ့်နေရာဒီမှာကျင်းပမယ်ဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာမြင်တွေ့ရဖို့ရှိနေပါတယ်ချက်စီတင်ကအနာဂတ်အတွက် UE ကလူငယ်ကစားသမားတွေကိုအားပြနေပြီးနေရာဒီမှာလူငယ်ကစားသမားတွေဖြစ်တဲ့ဘရာဇီးကအစ်စတီဗာအိုနဲ့ အီကွေဒေါ်က country pass တို့ဟာအတင်းထန်လာရောက်ပူပေါင်းမှာပါချက်စီတင်ဟာတရားဒီ premier league ပြိုင်ပွဲမှာအမပေးစရာအဆင့်၄နေရာရပ်တည်နေပြီး conference league ပြိုင်ပွဲမှာ quarter final ကိုရောက်ရှိနေတာဖြစ်ပါတယ်